ဘန်ကောက်ကစစုံမိုဘိုင်းမှာစစုံမိုဘိုင်းရောဖုန်းပိုင်ရှင်ရောဂျားတွေကနေဖုန်းလေးတစ်လုံးနဲ့ဒီမောင်ဝေ300လောက်လိန်သွားတာဖြစ်သွားတယ်ဗျဂျားတွေကနေဖုန်းလေးတစ်လုံးနဲ့တော့ဒီကိစ္စကြီးကတော်တော်လေးလဲစားတယ်ဗျာတိလားကျွန်တော်ဖြစ်စဉ်လေးအကြမ်းပြင်းပြောပြမယ်ဆိုတော့ဂျားတွေမှာလူလိန်တယောက်ရှိတယ်အဲ့လူလိန်ကတော့အကောင့်တူနေပေါ့နော်စစုံမိုဘိုင်းနဲ့လည်းစကားပြောနေတယ်ဒီဖုန်းပိုင်ရှင်မိန်းကလေးနဲ့လည်းစကားပြောနေဖုန်းပိုင်ရှင်မိန်းကလေးကသူ့မှာဖုန်း၃လုံးရောင်းဖို့ရှင့် နော်ဖုံးသုံးလုံးရောင်းဖို့ရှိတယ်ဆိုတော့အဲ့ဒီဘုံမှန်ရှင်ဘိန်းကလေးဘက်ကလူလင်ရပါပြောလဲဆိုတော့ तू ကစစောမိုဘိုင်းကဒီမန်နေဂျာရဲ့တငငချင်းပေါ့နော်စစောမိုဘိုင်းမှာဒီဖုန်းနေလိုနေလို့ तू ကဂျားထဲကနေဝယ်ပေးတာပေါ့နော်ဝယ်ပေးမယ်ပေါ့ပြောချင်တာနော်ဝယ်ပေးမယ်အဲ့တော့စစောမိုဘိုင်းကိုတွားရောင်းဖို့ပြောတယ်ဒါကမာလေးဘက်ကလူလင်ရပြောတဲ့စကားနောက်ဇော်ဇော်မိုဘိုင်းဘက်ကိုကြတော့ဘယ်လိုပြောလဲဆိုတော့သူ့မှာဖုံးသုံးလုံးရောင်းဖို့ရှိတယ် နော်အဲ့တော့ဇော်ဇော်မိုဘိုင်းကို तू ကရောင်းကျင်တယ်ရောင်းကျင်တာ तू ကလူကိုယ်တိုင်မလာနိုင်ဘူးမလာနိုင်တော့ကောင်မလေးတယောက်ကို तू လွှတ်လိုက်မယ် तू ပစ္စည်းကိုလာပို့မယ်လို့ပေါ့လွှတ်လိုက်မယ်ပစ္စည်းရောင်းရင်ဖုံးဆိုင်ကနေစစ်ပေးစစ်ပေးပြီးရင် तू ငွေလွှဲပေးအဲဒါမျိုး तू ကဖုံးဆိုင်ဘက်ကိုပြောတယ်အဲ့တော့ကောင်မလေးကဇော်ဇော်မိုဘိုင်းရောက်ဇော်ဇော်မိုဘိုင်းကိုသွားတယ်သွားတော့ဆိုင်ကိုရှာမတွေ့ဘူး तू မရောက်ဘူးလို့တခါမှမသွားဘူးသေးတော့ပေါ့နော်မရောက်ဘူးတော့ မတွေ့ဘူးမတွေ့တော့မတွေ့တဲ့အကြောင်းကိုလူလိန်ဘက်ကိုလှမ်းပြောတယ်သူကလူလိန်နဲ့ပဲဆက်သွယ်ရှိသေးတာလေသတို့မိုဘိုင်းနဲ့ကောင်မလေးနဲ့ဆက်သွယ်မရှိသေးဘူးအဲ့တော့လူလိန်ကိုပြောတော့လူလိန်ကသတို့မိုဘိုင်းဘက်ကိုလှမ်းဆက်သွယ်တယ်သူလှုပ်လိုက်တဲ့ကောင်မလေးရောက်နေပြီအဲ့ဒါသွားခေါ်ပေးပေါ့နော်မန်နေဂျာကိုသွားခေါ်ခိုင်းလိုက်တယ်အဲ့တော့ဒီကောင်မလေးကိုသတို့မိုဘိုင်းမန်နေဂျာကသွားခေါ်တယ်နော်အဲ့တော့သွားခေါ်တော့ဟိုသူသတို့မိုဘိုင်းရဲ့မန်နေဂျာသွားခေါ်တဲ့အချိန်မှာကောင်မလေးကအဲ့ဒီလူလိန်နဲ့ ဖုံးပြောလက်စာပေါ့ဘိုင်ဘာမှာဖုံးပြောလက်စာလို့ပြောတယ်အဲ့တော့ကောင်မလေးနဲ့ဇဇုံမိုဘိုင်းကမန်နေဂျာနဲ့တွေ့တဲ့အချိန်မှာကောင်မလေးကဘာမှမပြောသေးဘူးမပြောဘဲနဲ့အလူလိန်နဲ့ဖုံးပြောနေတဲ့ဖုံးကိုပေးပြောလိုက်တယ်ပေးပြောလိုက်တော့ဒီဇဇုံမိုဘိုင်းရဲ့မန်နေဂျာဖုံးပြောတယ်ကောင်မလေးရောက်ပြီးဖုံးဝင်ကြည့်လိုက်မယ်ပါညာပေါ့ပြောပြီးတော့ဖုံးချလိုက်တယ်စိုင်ယုံရောက်သွားတယ်ရောက်သွားတော့ကောင်မလေးကဖုံးကိုပြတယ်ဇဇုံမိုဘိုင်းကဖုံးကိုစစ်တယ်နော်စစ်ပြီးတော့ဝေလွှဲရမယ့်ကိစ္စဖြစ်လာတယ် နော်ပတ်စံလွှဲရတော့မယ်ပတ်စံလွှဲရတော့မယ်ဆိုတော့အဲ့ဒီအချိန်မှာကောင်မလေးကစကားအများကြီးမပြောဘူးဖုန်းပဲပြတာပဲရှိတယ်နော်အဲ့မှာပတ်စံလွှဲရမယ်အနေထားရောက်တော့စစောမိုဘိုင်းကကောင်မလေးကိုဒီဖုန်းကဟိုဟိုဘယ်လိုပြောမလဲလာပို့တာလားဘာညာလဲမေးတာမျိုးမရှိဘူးအဲ့အဲ့ချက်လေစစောမိုဘိုင်းဘက်က မားတယ်ပေါ့နော်သူတို့အထင်ကဒါသူတို့ ਨੇ ဖုန်းထဲမှာပြောထားတဲ့ဖုန်းကနေဆက်သွယ်လာတဲ့လူလိန်ကိုပဲသူကပိုင်ရှင်လို့ထင်နေတာကောင်မလေးကိုကြားရတဲ့ဒီတိုင်းလာပို့တဲ့ delivery သမားလို့ပဲယူဆတယ်ပေါ့နော်အဲ့လိုယူဆတဲ့အတွက်ကြောင့်သူကကောင်မလေးကိုမမေးဘူးမမေးဘဲနဲ့နော်ဟိုဖုန်းတံပိုးသိန်း200လောက်ကိုလူလိန်ဘက်ကိုလွှဲပေးလိုက်တယ်လွှဲပေးလိုက်တယ်ဆိုရင်နေထားမှာလေမြန်မာဘန်ဘန်ကောက်မှာရောင်းတာနော်ရောင်းတာကိုမြန်မာဘန်ဒီကမ္ဘောဇာ special account တွေကိုလွှဲခိုင်းလိုက်တယ်လွှဲထည့်ပေးလိုက်တယ် လွှဲထည့်ပေးပြီးသွားမှညီမကြီးအကိုရုဘက်ကလွှဲလိုက်ပြီဆိုတော့ကောင်မလေးကိုပြောတယ်အဲ့တော့မှကောင်မလေးကအဘလို့လွှဲတာလဲ तू ကဓာတ်သူဖုံးနေပါဆိုပြီးတော့ပြောတော့မှပြဿနာစာဖြစ်တယ်ပေါ့ဗျာဓာတ်ဖြစ်စဉ်နည်းနည်းအကျမ်းချင်းပေါ့အဲ့တော့အဲ့ဒီမှာသတို့မိုဘိုင်းဘက်ကအထင်ကိုကျွန်တော်ပြောပြမယ်သူတို့ပြောထားတဲ့ဗီဒီယိုရပါတော့သတို့မိုဘိုင်းဘက်ကအထင်ကကျတော့ဒီသူတို့ ਨੇ ဖုံးပြောတဲ့လူကသာဖုံးပိုင်ရှင်ဒီကောင်မလေးကသူတို့ကိုဖုံးကြားတဲ့ကနေလာပို့တဲ့အဲ delivery သမား ဘန်ကောက်မှာတော့သူတို့ပြောတဲ့အတိုင်းပဲဟုတ်တော့ဟုတ်ပါတယ်နော် delivery သမားတွေကိုပဲပစ္စည်းပို့ပြီးတော့ဂျာထဲကနေဖုန်းနဲ့ပြောကြတာမျိုးနော်ဆိုတော့သူတို့ကအဲ့လိုယူစားတယ်အဲ့လိုယူစားတဲ့အတွက်ကြောင့်ကွန်မလေးကိုဂျာထဲကဒီတိုင်းလာပို့တဲ့ delivery လို့ပဲယူစားပြီးတော့ဟိုကိုပဲသူတို့ကပတ်စံကိုလွှဲပေးလိုက်တာနော်အဲ့တော့ကွန်မလေးကကြတော့လေအဲ့ဒီ main ကလေးကကြတော့လေဟိုဒီလူလိန်နဲ့စကားပြောထားတယ်လူလိန်ကိုစိုးစိုးမိုဘိုင်းမန်နေဂျာရဲ့အတိလို့သူကထင်နေတယ်အဲ့ဒါကြောင့်လေသူကဘာမှမပြောဘဲနဲ့ ဒီသူ့ဖုန်းလေးကိုပေးလိုက်တယ်ပေါ့ပေးပြီးတော့စစ်တယ်ဒါပေမဲ့ငွေလွှဲတဲ့အချိန်မှာစောစောမိုဘိုင်းကနော်လာဖို့တဲ့လူကတော့မမေးဘူးမမေးပဲနဲ့ငွေလွှဲလိုက်တယ်လွှဲပြီးသွားမှသာလွှဲပြီးပြီလို့ပြောတယ်မလွှဲခင်မလွှဲခင်မမေးပေါ့နော်မလွှဲခင်ညီမလေးကြီးလွှဲတော့မယ်တော့ဆိုတာမျိုးမပြောခဲ့ဘူးပေါ့နော်သူ့ရှိမှလွှဲတာလည်းမဟုတ်ဘူးလို့ပြောတယ်ဆိုတော့အဲ့ဒီနေရာမှာဘသူမှားလဲဆိုတာကြီးကနည်းနည်းပြောရခက်တယ်နှစ်ဖက်လုံးကတော့နစ်နာသူပဲ ောက်ပြီးတော့ဂျားလေးကနေဖုံးလေးတစ်လုံးနဲ့လိန်သွားတဲ့လူလဲရတယ်စားတယ်ဗျာအစားတယ်ဆိုတာဒီလိုလိန်သွားဖို့ဆိုတာလွယ်လဲမလွယ်ဘူးပေါ့နော်ဟုတ်ဆုံးလို့တာကဟိုနှစ်ဖက်လုံးကိုယုံကြည်မှုယူပြီးအချိန်တစ်ခုရောက်မှလိန်သွားတာမျိုးလည်းမဟုတ်နှစ်ဖက်လုံးတွေကလည်းမသိဘူးနော်နှစ်ဖက်လုံးတွေကလည်းတိထားတဲ့လူတွေမဟုတ်ပဲနဲ့ခဏလေးတွင်းမှာအယုံတွင်းပြီးတော့ဂျားလေးကနေသူကဖုံးလေးတစ်လုံးနဲ့လိန်သွားတာစားတော့စားတယ်ဗျအဲ့တော့ဗျအလိန်ခံလဲရတော့ ဟိုလက်ရှိမှာတော့ကောင်မလေးကဖုန်းတော့ပေးလိုက်ရတယ်။ဒါပေမဲ့သူ့မှာဖုန်းဘူးမဆန်မရဘူး။စစုံမိုဘိုင်းဘက်ကတော့ဟိုဖုန်းရသွားတယ်။အဲသူ့ဖုန်းတန်ကြီးကိုလည်းလွှဲပြီးသွားပြီ။ဒါပေမဲ့လွှဲလိုက်တာပိုင်ရှင်စီမဟုတ်ပဲလူလိန်စီဖြစ်သွားတယ်။လက်ရှိမှာစစုံမိုဘိုင်းကတော့ဖုန်းရထားတာဖြစ်တဲ့အတွက်ကြောင့်ဆုံးရှုံးမှုမရှိသေးဘူး။အဲသူတို့ငွေလွှဲလိုက်ရတော့မှန်တယ်။လက်ထဲမှာရောင်းတဲ့ဖုန်းလေးရထားတယ်ဆိုတော့သူတို့မှာဆုံးရှုံးမှုကတော့မရှိသေးဘူး။အဲ့တော့လူလိန်ကတော့အမြတ်ထွက်သွားတယ်။လက်ရှိမှာ ဒီဖုံးပိုင်ရှင်မိန်းကလေးကအရှုံးပေါ်နေအဲ့လိုပြန်နေမှားတာကတော့နှစ်ဖက်လုံးမှားတယ်လို့အမှားတွေရှိတယ်ပေါ့နော်နှစ်ဖက်လုံးမှားတယ်ရှိရဆိုကောင်မလေးကလည်းရောက်လာတဲ့အချိန်မှာဒီဖုံးကတော့ကျမဖုံးပါကျမလာရောက်ဖို့ပါဖုံးလေးစစ်ပါပေါ့ဘာဘလို့ရမလဲဒါမျိုးဟိုသူသူကပိုင်ရှင်ပါဆိုတာမျိုးပေါ်လွင်အောင်ပြောခဲ့တာမျိုးမရှိဘူးလို့သိရတယ်ပြည်တော်စောမိုဘိုင်းဘက်ကလည်းငွေလွှဲမဲ့အချိန်ပေါ့နော်ငွေအမောက်အများကြီးတခုလွှဲမဲ့အချိန်ကို ဒီတိုင်းပဲသူတို့ဘက်ကယူဆချက်တခုပေါ့နော်ဟိုဒီ main ကလေးကဟို delivery ဂျားကန် delivery ပါလို့သူတို့ဘက်ကယူဆလိုက်တဲ့ယူဆချက်တခုတည်းနဲ့မင်းမြန်းခြင်းမရှိပဲပတ်စံကိုလွှဲလိုက်တယ်အဲ့ဒီချက်ကအမှားဖြစ်တယ်အဲ့တော့အဓိကတော့ဒီဗီဒီယိုမှာပြောချင်တာကတော့ဟိုဒါသူတို့နှစ်ဦးနှစ်ဖက်ကနစ်နာနှစ်ဦးနှစ်ဖက်စလုံးကနစ်နာသူတွေဖြစ်နေတယ်ဒါပေမဲ့လက်ရှိမှာတော့ကော်မန်လေးကတော့ ြည်စည်းပေးလိုက်ရပြီပတ်စံမရဘူးသုံးမိုဘိုင်းကတော့ပြည်စည်းရထားပေမဲ့ဟိုတန်ကြီးပေးလိုက်တဲ့ငွေကလူလိန်စီရောက်သွားတယ်ပေါ့နော်အဲလက်ရှိမှာတော့ကောင်မလေးကတော့အရှုံးအထွက်ဆုံးဖြစ်နေတာပေါ့နော်ဟိုအရှုံးဆုံးဖြစ်နေတာပေါ့ဆိုတော့နှစ်ဖလုံးကတော့နစ်နာသူတွေဖြစ်တယ်အဓိကဒီဗီဒီယိုမှာပြောချင်တာကတော့တတိထားဖို့ပေါ့နော်လိန်တဲ့ပုံစံကဒီဒီလူလိန်သွားတာကြီးကနည်းနည်းစားတယ်ဗျာစားတယ်စားတယ်ဟုတ်ဒီလိုလိန်นี้အလုတ်ဖြစ်မယ်လို့ ကြုံမှန်းတော့မရတဲ့လိန်ကြီးပေါ့နော်ဟိုဘာလို့လဲဆိုဂျားထဲမှာဒီနှစ်ဦးနှစ်ဘက်ကမပွင့်မလင်းဟိုပွင့်ပွင့်လင်းလင်းစကားစကားလေးတစ်ခုဒီဖုံးဟာဒီကောင်မလေးရဲ့ဖုံးမှာဆိုတဲ့စကားလေးတခွန်ပေါ်လျောင်မပြောခဲ့တာလေအဲ့အချက်ကလေးတစ်ချက်နဲ့နှစ်ဖက်လုံးကိုလိန်လို့ရပါလားနော်အဲ့တော့စကားကဟိုမပြောနိုင်လည်းမကောင်းဘူးပေါ့နော်အဲ့ဒါတခုလေတတိထားစရာဖြစ်သွားတယ်နော် အဲ့ဒီတစ်ချက်လေးပဲနော်သူတို့ဒါနှုံးနှစ်ဖက်ထိတ်တိုက်တွေ့တာနော်အလိန်ခံတဲ့လူကလူနှစ်ယောက်ကမျက်နှာချင်းဆိုင်တွေ့ပြီးလိန်သွားတဲ့လူကဖုံးထဲကလိန်သွားတာဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီမျက်နှာချင်းဆိုင်တွေ့တဲ့နှစ်ဦးနှစ်ဖက်မှာဒီဖုံးဟာဒီမိန်းကလေးရဲ့ဖုံးပါဆိုတော့ပေါ်လွင်စေမဲ့စကားတခွန်းမှမပြောလိုက်မိတာတော်တော်လေးလေးစားတယ်အဲ့လိုမျိုးဖြစ်နေရပေါ့နော်ဆိုတော့ခုတော့ပြဿနာကတော့ရဲတွေပါလေပါလာပြီးတော့ ဘယ်လိုဖြေရှင်းကြမလဲတော့ကျွန်တော်မသိရသေးဘူးပေါ့လေစက်စုံမိုဘိုင်းဘက်ကလည်းအဲသူတို့ဘက်ကဒီလို delivery သမားလို့ထင်ပြီးတော့နော်ပတ်စံကိုလွှဲလိုက်ကြောင်းဗီဒီယိုတင်ထားတာတွေ့ရတယ်ဒီ delivery သမားလို့ယူစားပြီးပတ်စံကိုသူတို့ကမမေးပဲလွှဲလိုက်တယ်ဆိုတဲ့အကြောင်းပေါ့နော် main clip ဘက်ကလည်းဒါသူလူလိန်နဲ့ဘယ်လိုဖြစ်ထားတယ်သူစာရုံဘယ်လိုရောက်တယ်အဲသူ့ကိုမပြောပဲသူ့ရှေ့မှာလွှဲတာမဟုတ်ပဲလွှဲလိုက်တယ်ဆိုတာမျိုးပြောထားတယ်အဲလက်ရှိအခြေအနေကတော့ဒါပဲရှိသေးတယ် ဒါရဲလူလင်ကတော့အမြတ်ထွက်သွားတယ်ပေါ့နော်ကဲအဓိကတော့သတိထားကြဖို့ပါနော်သတိထားကြဖို့ပါဟုတ်ဒီအလင်ခံလိုက်ရတဲ့နှစ်နှစ်ဦးနှစ်ဖက်လုံးကလူအရည်မဟုတ်ဘူးအမှန်လေးနော်အခုစောစောမိုဘိုင်းဘက်ကလည်းအာဒီအာတာမဟုတ်ဘူးဒီ main ကလေးကလည်းအဲ့လိုမျိုးအာဒီအာတာတော့မဟုတ်ဘူးဒါပေမဲ့နှစ်နှစ်ဖက်စလုံးကိုလက်တလုံးကြားလေးလိန်သွားတာပေါ့နော်အဲ့တော့ ိုငွေကြီးများများဆက်ဆက်လုတ်တဲ့လူတွေအနေနဲ့တတိထားကြဖို့ပါနော်။ဘာဆက်ဖြစ်မလဲကတော့ကျွန်တော်အဖြေတိတိကျကျတော့မသိရသေးပါဘူး။ဆက်ကြည့်အောင်ပါပေါ့နော်။